ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ online လူလိမ်လုပ်ငန်းနယ်ပယ်နောက်ွယ်မှာရှိတဲ့အာရှရာဇဝဲခိုင်းတွေဟာတောင်အမေရိကနဲ့အာဖရိကပါဝင်ကမ္ဘာတဝန်းသို့ပြန့်နှံ့လာနေပြီလို့ကုလသမဂ္ဂရဲ့အစိုးရကစားတက်မှာတရေပေးထားပါတယ်။ရှစ်တောင်အရှာမှာစီးနင်းမှုတွေပြုလုပ်ခဲ့ပေမဲ့သူတို့ရဲ့လှုပ်ရှားမှုတွေကိုမထိန်းချုပ်နိုင်ခဲ့ဘူးလို့ကုလသမဂ္ဂကပြောပါတယ်။မကြသေးခင်နှစ်တွေကရှစ်တောင်အရှာမှာထွက်ပေါ်လာခဲ့တဲ့ online လူလိမ်ခိုင်းတွေဟာလူမောင်ခိုကုမှုကတဆင့်ခေါ်ယူထားတဲ့လုံသမားတွေကိုအတင်းအကျပ်အလုပ်စီခိုင်းပြီး အခုခါကဘာတော်ဝင်ခြေဆန့်လာကြပြီဖြစ်ကြောင်းမွေးရီစေဝါနဲ့ရာဇဝမှုဆိုင်ရာကလပ်သမဂ္ဂရုပ် UNODC ကပြောပါရီရှီတောင်ရှာနိုင်ငံတွေကနှိမ်နှင်းမှုတွေပြုလုပ်ခဲ့ပေမဲ့လူလိန်ကိုင်းတွေဟာအိတ်ဒေတာထက်ကြော်လွန်ပြီးလှုပ်ရှားလာကြပြီးတော့ထိတ်ချုပ်လို့မရဖြစ်နေတယ်လို့ကလပ်သမဂ္ဂကပြောပါရီကင်ဆာယောဂါလို့ပြန့်နှံ့နေတာဖြစ်ပြီးတော့အာနာပိုင်တွေကဒေတာတစ်ခုမှကုသလိုက်ပေမဲ့အရင်မြစ်ကိုမရှင်းလင်းနိုင်တဲ့အကြောင်းလုံးဝပြောက်ကွယ်မသွားဘဲတခြားနေရာတွေစီပြောင်းရွှေ့သွားကြတဲ့အကြောင်းအာရှနဲ့ပစိဖိတ်ဆိုင်ရာ UNODC ကိုယ်စားလှယ် Vinny Dex Hawksman ကပြောပါရီ ကမ္ဘာတဝဲမှာကြီးကြီးမားမားအတိုင်းအတာနဲ့လောက်ကိုင်းနေတဲ့ online လူလိုင်းဂိုင်းတွေယာနဲ့ချီရှိတယ်လို့လေ့လာမှုတွေကဖော်ပြထားပါတယ်။ကမ္ဘာတဝဲမှာရှိတဲ့လူအများကိုဒုက္ခပေးနေတဲ့ online လူလိုင်းဂိုင်းတွေကိုနိုင်ငံအများစုပေါင်းပြီးပြင်းပြင်းထန်ထန်နှိမ်နှင်းဖို့လိုအပ်နေပြီလို့ကိုယ်စားလှယ် Hostman ကပြောကြားထားတာဖြစ်ပါတယ်။